မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာရဲ့မိတ်ဆွေတွေဆရာကဒီတစ်ခါမှာတော့2025ခုနှစ်မတ်လ3လပိုင်းအတွက်ဂျာဇာပရိသတ်မိတ်ဆွေများအတွက်တလဆာရောင်ရံဆောင်ရံအတွက်ကံကြမ္မာဟောစတန်းကိုဆရာကဟောကြားပေးမှာဖြစ်ပါတယ်ခင်ဗျဒါကြောင့်ဆရာရဲ့မိတ်ဆွေဂျာဇာပရိသတ်မိတ်ဆွေတွေဆရာကဘယ်ကကြည့်နေတာလဲဆိုတာခေါမှန်လေးတစ်ချက်လောက်ရေးပြီးသွားကြပါအောင်ခင်ဗျယေစုတူပါလေဆရာတို့အရှင်တိတိပြောင်းလာတာအခုဆိုရင်2025ရဲ့3လပိုင်းကိုရောက်လာတော့မယ် သုံးလပိုင်းတွင်မှာမိတ်ဆွေကြာသာပရိသတ်သမီးများမိတ်ဆွေတို့ရဲ့ယင်ထဲမှာလက်ရှိမိတ်ဆွေတို့သုံးလပိုင်းတွင်မှာဆိုရင်ကြာသာပရိသတ်သမီးမိတ်ဆွေများအနေနဲ့မိတ်ဆွေတို့ရဲ့စိတ်ထဲမှာမိမိအနေနဲ့ဖြစ်ရှင်တဲ့စိတ်ဖြစ်လို့တဲ့စိတ်တော့ရှိနေတယ်သို့တော့ဘယ်ဟာစတင်ရမှန်းမသိတာမျိုးအဲလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့ကိုကိုကိုစိတ်တိုင်းမကြတာမျိုးအားမရတာမျိုးသို့မဟုတ်လို့ရှိရင်ငါတိထပို့ပြီးတော့မောတန်အောင်မြင်ခြင်းနဲ့စိတ်တွေဖြစ်ပေါ်နေတယ်သို့တော့ ဘာလို့လို့လို့နေမှမသိတာမျိုးကိုကိုကိုစိတ်တိုင်းမကြအားမရတာမျိုးစိတ်ဘဝမကြဖြစ်နေတတ်တော့လာစိတ်အားဖြစ်ဆိုလို့ရှိရင်ကိုကိုကို negative ဆန္ဒမျိုးကိုကိုကို confident ပျောက်တတ်တဲ့စိတ်ကလေးတွေကိုကိုကိုဒါကြီးလုံရင်ဟာအောင်မအောင်မြင်ပါမလားဆိုပြီးတော့နည်းနည်းလေးတွေးဝင်မှုတွေအဲတခုခုဆိုရင်ဒါလေးလုံရင်ကောင်းမလားဆိုပြီးတော့ဒီလိုမျိုးစဉ်းစားတွေးတောနေတော့ကြံ့ကြာနေတော့စိတ်တွေများစွာဖြစ်ပေါ်တတ်ပါတယ်သို့တော့ အဆိုးကိုဖြစ်စေအကောင်းကိုဖြစ်စေမိဆွေဟာသုံးဟာပိုင်းတွင်မှာဆိုရင်ထင်ပေါ်တတ်တယ်ကြော်စောတတ်တယ်ဆိုတော့မကောင်းတဲ့ကိစ္စကိုဖြစ်စေကောင်းတဲ့ကိစ္စကိုဖြစ်စေထင်ပေါ်ခြင်းကြော်စောခြင်းဖြစ်ရတတ်တဲ့အတွက်မိဆွေတို့အနေနဲ့ဂျာစာပိသသမီးမိဆွေများအနေနဲ့လူဆိုတဲ့သဘောကလည်းမဟုတ်တဲ့သဘောမှာပုံမူပြီးတော့မြန်တတ်တဲ့သဘောလေးတွေဆောင်တဲ့အတွက်ကြောင့်မလို့စိုးတာလေးတွေညံ့တာလေးတွေမဟုတ်တာလေးတွေကိုလုတ်တဲ့အခါမှာတော့ဖြစ်နိုင်လို့ရှိရင်တတိထားစင်ကျင်ပါတတိထားရနေတော့မှအဲ အသဘောဆောင်တဲ့သဘောဖြစ်တတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဖြစ်နိုင်လို့ရှိရင်ကောင်းတဲ့အရာတွေကောင်းတဲ့အလုပ်ကိုအတတ်နိုင်ဆုံးစူးစမ်းလှုပ်ဆောင်ရင်အဲကောင်းမွန်တဲ့အကြောင်းအရာလေးတွေထင်ပေါ်ကျော်စောရင်တော့အကြောင်းအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ထို့သူပဲမိတ်ဆွေလုပ်ငန်းကိုင်ကအလုံးနဲ့ပတ်သက်လို့မပြောမိကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါဒီသုံးလပိုင်းဆိုတဲ့ကာလအတွင်းမှာကျစားပရိသတ်သမီးမိတ်ဆွေများအနေနဲ့လေနဲ့ပတ်သက်တော့အရာလေးတွေအထူးသဖြင့်ဝမ်းပြက်ဝမ်းလျှောတာမျိုးလေးတွေအလေနဲ့ပတ်သက်ပြီးတော့အစာအိမ်လေထိုးလေအောင်လေနာတာမျိုးလေးတွေဒါလေးမျိုးလေးတွေကိုအဖြစ်များတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်သတိထားစီရင်ရန်လိုအပ်တယ်ငကိုကယောဂအဟောင်းအခြေခံရှိတဲ့မိတ်ဆွေများအဖို့အစာအိမ်နဲ့ပတ်သက်ပြီးစီးနဲ့ပတ်သက်ပြီးလေနဲ့ပတ်သက်ပြီးအစာရှိတဲ့အရာလေးတွေမှာအထူးပြုဆိုင်စင်ညာတင်သောကာလဖြစ်တဲ့ တနည်းအားဖြင့်ပြောရရင်ဂျာစာပရိသတ်သမီးမိတ်ဆွေအသက်40တနှစ်50တနှစ်ကစားလို့အထက်မိတ်ဆွေများအနေနဲ့လေဖြတ်ချင်းလေးလေထိုးလေအောင်လေးလေနဲ့ပတ်သက်တော့ဝါရော့တက်လေအားနေတဲ့အတွက်မိတ်ဆွေတို့ဒီလာတာတော့ဒီမှာဆိုရင်လေနဲ့ပတ်သက်တော့အရာတွေကိုတာမန်လာတွေတတ်တော့ပုံမှုပြီးတော့တတိထားပြီးစိုက်ပြီးတော့စင်ကျင်တဲ့အဲမပေါ်စားဖို့လေလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေလုပ်ငန်းကိန်းကနေပတ်သက်ရင် လုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်ရင်ဖြစ်နိုင်ရင်လုပ်ငန်းရာထူးနဲ့ပတ်သက်ပြီးတော့ဘာကိုလှုပ်လို့မိတ်ဆွေဟာလုပ်ငန်းစတင်လှုပ်ဆောင်လို့လည်းရပါတယ်လှုပ်လို့ရတယ်အဲဆိုရဝန်ထမ်းလှုပ်လို့လို့ရှင်လည်း night လုပ်ငန်းကိန်းကနဲ့ပတ်သက်ပုံမှန်အဖြစ်တော့ဒီရတဲ့ဒီတလဟာဘာကိုလှုပ်လို့ကိုယ့်ကိုလိုက်ပြီးတော့အပြိုင်ဆိုင်နေအထိုက်ခိုက်တွေများနေတာမျိုးဘာကိုလှုပ်လို့ဒီကြတဲ့ကိုယ့်အကိုထိုင်နေရင်တော့လိုက်ပြိုင်နေတတ်တဲ့သူမျိုးတွေနဲ့ကြုံရတတ်တဲ့အတွက်တော့ဒီလတာတော့ဒီမှာကြာစာပိသမီမိတ်ဆွေများအဖို့အပြိုင်ဆိုင်အထိုက်ခိုက်တွေကိုအဲ အနှင်းငယ်မှမဟုတ်အနှင်းငယ်တာနဲ့များတာပဲကွာလိမ့်မယ်။ဘာကိုဖြစ်ဖြစ်မိမိကိုပြိုင်ဆိုင်နေတဲ့လူတွေနဲ့ကြုံရတာမျိုးဖြစ်စေဒါပေမဲ့မိတ်ဆွေအနေနဲ့ဇွဲစုကလေးနဲ့မှန်မှန်ကလေးသာလုပ်ပါ။ဒါဆိုရင်မိတ်ဆွေရဲ့အပြိုင်ဆိုင်နေတာအလိုလိုကိုမမြဲပဲနဲ့လွင့်ထွက်သွားမယ်လာအပတ်တာ ဖြစ်ပါလေ။ထို့ပြင်ကိုပိုင်လုပ်ငန်းလုပ်ဆောင်လို့တဲ့မိတ်ဆွေများဖြစ်နိုင်လို့ရှိရင်တော့ အဲအရန်ကြီးတလုံးတစ်ခဲကြီးစတင်လှုပ်ဆောင်လို့ရတဲ့မိတ်ဆွေများအနေနဲ့ကတော့ဒီကာလအတော်အတွင်းမှာတဦးတည်းတယောက်တည်းလှုပ်ဆောင်ခြင်းထက်စက်တူလုပ်ငန်းတွေအကျိုးပေးတယ်စားသောက်ကုန်လုပ်ငန်းတွေအကျိုးပေးတယ်ပေါင်းစုစုဝေးလုပ်ရတဲ့အလုပ်ငန်းတွေအကျိုးပေးတယ်အဆုတ်ရှယ်ယာလုပ်ငန်းတွေပတ်သက်တာတွေအကျိုးပေးတယ်သို့တော်ကိုတယောက်တည်းတဦးတည်းအာမခံပြီးတော့ဥဆောင်ပြီးတော့လှုပ်ရမယ့်လုပ်ငန်းတွေနဲ့ပတ်သက်လာရင်တော့ငကောကထပ်ပို့ပြီးတော့ဂယုစိုက်တတိထားတဲ့ကာလဖြစ်တယ် ဒါပေမဲ့လက်သားသာသမိကိစ္စလေးတွေကြောင်းနည်းနည်းလေးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တဲ့အတွက်ကိုကလက်လွှဲပြီးတော့သူများကိုအကိုကသူများနှာခေါင်းပေါင်းနဲ့အသက်ရှူမဲ့အလုပ်တွေကိုတတိထားဆင်ញင်ရန်လိုအပ်တယ်ခမရ။ဘာလို့လဲဆိုတော့ဆိုလိုချင်တဲ့အိပ်တွေကကိုကတော့တာမန်အရှင်ကြီးမှာတော့ကိုရဲ့ management plan ကကောင်းလို့ဒါကိုလုပ်ဒါကိုလုပ်ဒါကိုလုပ်ဆိုပေမဲ့ဒီလားတော့တွဲမှဆိုရင်မိတ်ဆွေတို့အနေနဲ့အလူယုံလွှဲတာမျိုးဖြစ်စေကိုကဟာအမခံပြီးတော့လုပ်ပေးမယ်လို့ပြောပြီးတော့တစ်ဖက်မှာကိုကပြန်မစစ်လိုက်မကြည့်လိုက်ဖဲနဲ့လွှဲလိုက်တာမျိုးလေးတွေဟာအကြံအကြာလေးတွေပေါ်ပြီးစကားများပြီးမလိုလားအပ်တဲ့ပြဿနာလေးတွေပေါ် တက်တဲ့အတွက်ကိုယ့်ရဲ့အတိုင်းတာတကြော်ပြီးတော့ဘယ်သူ့ကိုမှယုံကြည်ပြီးတော့လှုပ်ဆောင်ရမတင်ဘူးအဆဆအယယာဒီလာတာတော့ဒီမှာဆိုလို့ရှိရင်တော့ဟိုမိတ်ဆွေတို့အနေနဲ့အဲမိမိရာမတင်မဖဲပေါ်စားမှုလေးကြောင့်ဖြစ်စေဩဒါလေးတော့ရမှာပါလေးဆိုတဲ့အကိစ္စလေးတွေမှာမတင်မဖဲအဲဆစ်ဆစ်ဆတ်ဆတ်နဲ့တိတိကျကျလုပ်ဖို့လိုအပ်တယ်။ဒီနေ့အပြင်ပြောရရင်ဂျာစာဘေးသားသမီးတော်တော်များများဟာအဲ ဆက်ဆက်တာအားနေကြတယ်အထူးသဖြင့်ကြာစာပရိတတော်များများဟာအကြီးကြီးတွေမှန်းကြတယ်အဲတေးသေးလေးပွားပွားလေးမှန်းပွားလေးကိုစိတ်မဝင်စားကြဘူးသို့တော့ဒီလာတာတော့ဒီမှာဆိုရင်မိတ်ဆွေတို့အနေနဲ့ဆစ်ဆစ်ဆက်ဆက်နဲ့တခုခုကိုလုပ်တဲ့အခါမှာတော့အနုစိတ်အသေးစိတ်လှုပ်ဆောင်မှသာ အဲဟိုဆွနာလို့ပေါ့အပြောမခံရတော့အတိုက်ခိုက်အပြိုင်ဆိုင်ကျင်းတော့အပတ်တာဖြစ်ပါလိမ့်မယ်ထို့အပြင်တဦးနဲ့တယောက်တည်းလှုပ်ဆောင်ခြင်းထက်အဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်ပြီးတော့ကိုကိုကဥဆောင်ပြီးတော့အာမခံပြီးတော့လုပ်ငန်းကိန်းငန်းနဲ့ပတ်သက်လို့ဘာသာရေးဆိုင်ရာတွေမှာဒီဖျားကြီးတဲရအောင်ငါတော့အာမခံပြီးတော့ဒီလုပ်ငန်းကြီးလုပ်အောင်ငါငွေကြိုင်မယ်ဆိုလို့စီးရင်ကြိုင်မယ်ဆိုတာမျိုးတွေဖြစ်နိုင်လို့ရှိရင်တတ်နိုင်စိုးချောင်ပြီးတော့လှုပ်ဆောင်ပေးစေလိုပါတယ်ထို့သူမိတ်ဆွေတို့အနေနဲ့ညီကိုမောင်နှမတွေ အရေးအကူအညီကိုရယူပါစက်တူလုပ်ငန်းတွေအဖွဲ့အစည်းတင်ဖွဲ့နဲ့ပတ်သက်တာတွေကိုကိုယ်တိုင်အမိနာမခံပြီးဥမဆောင်ရသောလုပ်ငန်းတွေအအကျိုးပေးအားသာပါတယ်ထို့အတူမိတ်ဆွေတို့အနေနဲ့အကျိုးပေးသောလုပ်ငန်းများကိုဆက်လက်ဖော်ပြပေးပါရစေဒီလာတာတော့ဒီမှာဆိုရင်ကျစားပေးသမီးမိတ်ဆွေတွေကစားတောက်ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်စံစီစေဝါဆက်ပစ္စည်းနဲ့ပတ်သက်တာတွေအကျိုးပေးတယ်အဲထို့အတူပဲကိုပိုင်လုပ်ငန်းတွေအကျိုးပေးတယ်ခရီးသွားလာမှုဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ပြည်တွင်းခရီးသွားနဲ့ပတ်သက်ပြီးတော့အကျိုးပေးတယ်ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်ကွန်ပျူတာယင်ဆက်ပစ္စည်း အစရှိတဲ့လုပ်ငန်းတွေအစာရေးကရိယာလုပ်ငန်းတွေအစာစီစာရိုက်လုပ်ငန်းတွေခြံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းတွေအစရှိတဲ့လုပ်ငန်းတွေမှာရှစ်တို့ဆောင်ရွက်အားသာကောင်းမှုအတိုးပေးပါတယ်အကျိုးပေးစေပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့ ပညာရင်းနဲ့ပတ်သက်လာရင်လည်းကိုကသင်ယူလေ့လာသလားကိုတက်မြောက်ပြီးတော့ပညာရက်ကြောင့်ထူးချွန်ခြင်းကြော်စောခြင်းနဲ့ဂုဏ်သတင်းကြီးခြင်းတွေကြုံရတတ်တဲ့အတွက်ပညာရင်းနဲ့ပတ်သက်လာတဲ့အခါဘာကိုဖြစ်ဖြစ်လောကီမှာဖြစ်စေလောကုတ္တရာမှာဖြစ်စေတိုးတက်အောင်ဆန်းဆောင်နိုင်ပါလေဒါအပြင်အမှုပညာဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါလေအစိုးအခအရေးအတိရုပ်ရှင်ဗဟုဘေရင်ပိဒစံကြံတရုပ်ဆောင်အမှုပညာတုခုမနဲ့ပတ်သက်သောလုပ်ငန်းတွေမှာအကျိုးပေးပါလေပြီးတဲ့အခါမိမိရဲ့ကိုပိုင်တဲလန့်ရှိတဲ့မိတ်ဆွေများကိုပိုင်တဲလန့်နဲ့ပတ်သက်ပြီးတော့စတင်လှုပ်ဆောင်ရင်အတွက်အကျိုးပေးသောကာလအပိုင်းခြားအပတ်တာမျိုးဖြစ်ပါ ာတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့တဦးတည်းတယောက်တည်းလှုပ်ဆောင်ခြင်းထက်ဆက်တူလှုပ်တာမျိုးပေါင်းစုလှုပ်တာမျိုးတွေကပို့ပြီးတော့အားသာကောင်းမှုပြီးတော့အကျိုးပြုစေတော့လာဖြစ်ပါတယ် တို့အပြင်မဲ့အဆက်အသွယ်ပြတ်နေတဲ့ညီကိုမောင်နှမတွေတုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေဒီကာလမှာကိုကအဥဆောင်ပြီးတော့ဖြည့်ရှင်းပြီးတော့ညှင်းညိုင်းနိုင်ဆောင်ရွက်လှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့အကျိုးပေးစေတော့လာဖြစ်ပါတယ်ဒါအပြင်တယောက်နဲ့တယောက်တူနဲ့တူအပြန်အလှန်နွန်းနွှွှွှွှွှရှိစေပါတယ်မိတ်ဆွေအစ်စ်အပေါင်းအသင်းအစ်စ်တွေရရှိတတ်တယ်လို့မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေရဲ့အကူအညီကိုလည်းရရှိတတ်တော့ကာလဖြစ်ပါတယ်ဖြစ်နိုင်ရင်ကြာသာပရိသတ်သမီးတွေဟာဒီလတာဟာအဲမိမိတို့အနေနဲ့ ဟိုလူငယ်တွေဆိုရင်သမီးစားများအနေနဲ့မိမိချက်တော့မြန်လို့တော့သူကိုရရဲ့ကြီးဖွင့်ပြောပြောဆိုတာမျိုးတွေဟာအာတာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်ထို့အပြင်အပြိုကြီးလူပြိုကြီးတွေမတင်မဖက်နဲ့ရီးစားရတာမျိုးအိမ်အောင်ချတာမျိုး မျိုးမေတ္တာရေးဆန်းအရှိရေးဆန်းနဲ့ပတ်သက်လာရင်အာသာကောင်းမှုပြီးတော့ငကူကတာမန်ကရှိနေထက်တော့ပို့ပြီးတော့တိုးတက်နိုင်တဲ့အတွက်တော့ဇာစာပရိသတ်သမီးမိတ်ဆွေများဒီအပတ်တာတော့ဒီမှာဆိုရင်မေတ္တာရေးဆန်းအရှိရေးနဲ့ပတ်သက်လာရင်လိုအပ်ရင်လိုအပ်တယ်လို့စွဲယူအသုံးချပြီးတော့စကားဖောင်ပွဲပြောရင်ပြောတတ်သလောက်ကိုစွန့်တော့ကာလာဖြစ်ပါလေထို့သူသမီးသားများအနေနဲ့တအုပ်နဲ့တအုပ်တယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေသူတွေနားလည်မှုလွဲနေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်ပါတယ်သို့တော့ ဟိုမိမိရဲ့အရှိရေးနဲ့ပတ်သက်ပြီးတော့အဆင်မပြေနိုင်တာနှစ်ချက်ပဲရှိတယ်။နံပါတ်၁တစ်ချက်ကတော့မိမိတို့ရဲ့အရှိရေးနဲ့ပတ်သက်လာတဲ့အခါမှာအိမ်အောင်ပြုရန်တိုင်ပင်ကာမပြဿနာကတော့ကစားလေးတွေပေါ်လာရတာမျိုးလေးတွေနဲ့ပတ်သက်ပြီးတော့တတိထားဆင်ခြင်တင်ပါတယ်။ထို့အတူပဲအမျိုးသားတဦးတယောက်အကြောင်းသို့မဟုတ်လို့ရှိရင်အမျိုးသမီးတဦးတယောက်အကြောင်းကိုအဲဟိုတစိမ့်တယောက်အကြောင်းကိုပြောဆိုပြီးအကြောင်းပြုပြီးတော့ပြဿနာတွေညာများရတာမျိုးတွေစကားအငင်းကုန်ဖြစ်ရတာမျိုးတွေကလွှဲရင်ကျန်တာတော့ဆူဆူဝါးဝါးပါမှမရှိလာပါဘူး။သို့သော် လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရာထူးလုပ်ငန်းတိုးတက်ဖို့အတွက်တော့မျှော်လင့်မနေပါနဲ့ရာထူးတိုးဖို့အတွက်ရာထူးလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးတော့မြဲအောင်နဲ့အတိုက်ခိုက်ကင်းအောင်ပြူဆိုင်ရမယ့်ကာလဖြစ်တဲ့အတွက်ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ယာရုတိုးဖို့ယာရုတက်ဖို့ကံရဲ့အားနည်းမှုတွေနည်းနည်းလေးရရှိနေတော်လားဖြစ်တဲ့အတွက်ဒီကာလမှာမစင်းစားတာကောင်းပါလေအဲဒီယာရုလုပ်ငန်းကိုင်ငန်းမထင်မှပဲတိုးတက်ခဲ့ရင်တော့နေရာထိုင်ခြင်းအသည့်အလုပ်အသည့်မှာအသားမကျတာမျိုးလေးတွေကြောင့်စိတ်တိုင်းမကျဘဝင်မကျတာမျိုးလေးများစွာဖြစ်ပေါ်ရတတ်တော်လားဖြစ်ပါတယ်နိုင်ငံခြားခရီးသွားနဲ့ပတ်သက်လာတဲ့အခါ ခီးသွွားလုပ်ငန်းဆိုင်ရာလေးတွေကိုကြီးလိုက်တဲ့အခါမှာဒီလမှာဂျာစာဝိသားသမီးတွေဟာပြည်တွင်းခီးသွွားနဲ့ပတ်သက်ရင်တော့ဘာဘာဆိုရင်စရာမရှိဘူးသွားလို့ရပါမယ်ပြည်ပခီးသွွားနဲ့ပတ်သက်လို့ passport ဗီဇာလုပ်ငန်းနဲ့ပတ်သက်လို့နေရာထိုင်ခင်းမြေယာကိစ္စနဲ့ပတ်သက်လာတဲ့အခါမှာတော့အားနည်းစီတော့လာဖြစ်ပါတယ်ဒါကြောင့်မလို့ မိတ်ဆွေတို့အနေနဲ့ passport ဆိုင်ရာလုပ်ငန်းတွေနိုင်ငံခြား passport visa လုပ်ငန်းတွေနဲ့ပတ်သက်လာတဲ့အခါမှာမိတ်ဆွေတို့အနေနဲ့တစ်ချိန်တစ်ချိန်နဲ့ပို့ပြီးကြိုးစားကြမှာရရှိတာမျိုးလေးတွေဖြစ်ရတတ်တယ်။ထို့အပြင်နေရာတိုင်းနဲ့ပတ်သက်ပြီးတော့အဆောက်အဦအိုအိမ်ရှမ်းပြည်နဲ့ပတ်သက်ပြီးတော့ဝယ်တာရောင်းတာဖြောင်းတာရွှေ့တာအတက်နိုင်ဆုံးအတိုက်ခိုက်တွေတတိထားတင်တော်လာဖြစ်ပါတယ်ထို့အတူပဲလုပ်ငန်းသူအလုပ်သူတွေသို့မဟုတ်မိမိလုပ်ငန်းအတွင်းကနေထွက်သွားပြီးတော့တန်ွယ်စင်တင်းစင်ွယ် တပင်ထောင်တာမျိုးတွေဒီလိုမျိုးတွေလုတ်ပြီးတော့အခါကျတော့ကိုယ့်ကိုလိုက်ပြီးတော့အကိုမွေးပြန်မြောက်ကကိုယ်ပြန်လျှောက်တယ်လို့ဂျုံကတက်တဲ့အတွက်ကြောင့်မလို့ကျစားပရိသတ်မိမိတ်ဆွေတွေနေနဲ့ဒီရဲ့အပတ်တာလာအတွင်းမှာဆိုလို့ရှိရင်ကိုယ်ပိုင်လုပ်ငန်းအလုပ်နဲ့ပတ်သက်လာတဲ့အခါမှာအပြောင်းအရွှေ့အပြောင်းလဲလေးတွေမလုပ်ပါနဲ့ဖြစ်နိုင်လို့ရှိရင်နေရာတိုင်းရင်းရာလူလုပ်ငန်းကိုင်ကနဲ့ပတ်သက်ရင်အတက်နိုင်ဆုံးလှုပ်လှုပ်ရှားရှားမလုပ်တာကောင်းတယ် passport visa လုပ်ငန်းနိုင်ငံခြားခီးသွားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေနဲ့ပတ်သက်လာရင်တော့ဖြစ်နိုင်ရင် အဲလူယုံမလွယ်ပါနဲ့ထို့တူပဲဖြစ်နိုင်လို့ရှိရင်ဥပမာပေါ့အလုပ်ဆိုရင်လည်းနှစ်ခုလောက်ချိန်သွားတာမျိုးအဲတစ်ဖက်မှာဒါလေးမှအဆင်မပြေရင်ဒါလေးလုပ်မယ်ဆိုတော့ plan A ပြီးရင် plan B ရှိဖို့တော့လိုအပ်ပါတယ်မဟုတ်ရင်ကြံ့ကြာအခက်အခဲလေးတွေကြုံရတာမျိုးလေးတွေဖြစ်ရတတ်လို့ဂယုဆိုင်စင်ခြင်းတင်တော့အပတ်တာဖြစ်ပါတယ်ငကူကအိမ်တော်ကြီးနဲ့ပတ်သက်လာရင်အဆက်အသွယ်ပြတ်နေသူတွေဝေးကွာနေသူတွေတယောက်နဲ့တယောက်တူးနဲ့တူးနားလည်းမှုလွဲနေတော့မိတ်ဆွေများဖို့ဒီကာလအတော်တွင်မှာတော့ဖြစ်နိုင်ရင်အဲအဆင်ပြေခြင်းနဲ့မိတ်ဆွေများဖို့တော့အဆင်ပြေအောင်စူးစမ်း စွန့်ဆောင်နိုင်သောကာလဖြစ်ပြီးတော့ဆရာသမားတယောက်ယောက်တဦးတယောက်ရဲ့အကူအညီဆွေမျိုးမကင်းသောအမျိုးဆွေတဦးတယောက်ရဲ့အကူအညီနဲ့ဖြည့်ရှင်းညီနိုင်ရင်ဘလောက်ပဲခက်ခဲတင်းမာနေတဲ့ကိစ္စမျိုးကိုမဆိုအိမ်တော်ရှင်များဖို့ကတော့ပြန်လဲအေးချမ်းပြီးတော့တင်းမြတ်မဲ့အပတ်တာကိုရရှိတတ်သောလဖြစ်ပါတယ်။ ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီရက်လအတွင်းမှာဆိုရင်အိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမှာငကူကအစင်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်ပါတယ်အဝေးမှာအဆက်အသွယ်ရုပ်တရက်ပြောင်းနေတဲ့သူတွေပျောက်တော့သူချာလင်တွေ့မဲ့အပတ်တာအပိုင်းရှားကာလကိုရရှိတတ်သောကာလဖြစ်ပါတယ်အထက်လူကြီးအကြီးအကဲနဲ့ပတ်သက်ပြီးတော့ စကားရှိတင်များရတာမျိုးလေးတွေဖြစ်စီမိမိပါဝင်ချင်းမှာရှိတဲ့အမျိုးအစုကိုတက်အသက်အားဖြင့်ဂုံအားဖြင့်လုပ်ငန်းအားဖြင့်ယာတုအားဖြင့်ကြီးမားသောသူတွေနဲ့ပတ်သက်ပြီးတော့အဲမတော်ဟိုစွမ်းလာလို့အနှင်းငယ်အရှိတင်စကားပြောဆိုရတာမျိုးညှင်းခုံရတာမျိုးတွေကြုံရတတ်ပါတယ်ထို့အတူပဲလုပ်ငန်းယာတုနဲ့ပတ်သက်ရင်အထက်လူကြီးရဲ့ဖိအားပေးခြင်းမျိုးတွေကြောင့်စိတ်မပြောမရှင်မရှမ်းမမီဖြစ်ရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့တော့ဂျာစာပရိသတ်သမီးမိတ်ဆွေတွေကဒီလာတာတော့ဒီမှာဆိုရင်တော့ဖြစ်နိုင်လို့ရှိရင်အဲ ဟိုဖြစ်နိုင်လို့ရှိရင်အတက်နိုင်ဆုံးလူကြီးတွေနဲ့အကြီးကဲတွေနဲ့စကားပြောတဲ့အခါမှာ view size စင်နေတတိထားပေးရန်လိုအပ်သောလအပတ်တာအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့ဒီလတာတော်တွင်မှာဆိုရင်တတိထားစင်နေရမယ့်အရာအနေနဲ့ဆိုရင်တော့အနက်ရောင်အဖြူရောင်လေးအထက်အောက်အနက်ရောင်လေးအထက်အောက်အဖြူအောင်လေးမှာအတက်နိုင်ဆုံးမဝစ်စင်ပါနဲ့တတိထားစင်နေပေးဖို့လိုအပ်ပါတယ်ဒါအပြင်အရေးကြီးတဲ့ကိစ္စတွေကို 17ရက်12ရက်13ရက်14ရက်ဒီရက်4ရက်တာအတော်တွင်မှာတော့လာအလေအတော်တွင်မှာတော့ဖြစ်နိုင်လို့ရှိရင်မဆပြန်မလုဆောင်ပါနဲ့။ကံရဲ့အားနည်းမှုကိုရရှိတတ်သောလာဖြစ်တဲ့အတွက်ကြောင့်မလို့အတတ်နိုင်ဆုံးလူသားထက်ပို့ပြီးတော့ဂယူဆိုင်ပါအရေးကြီးသောကိစ္စဆုံးဖြတ်ချက်တွေကိုမဆုံးဖြတ်ပါနဲ့။ငွေကြီးနဲ့ပတ်သက်လာရင်တော့ငဘုကလက်လွန်ထားသောငွေကြီးတွေကိုပြန်လဲတောင်းမှရရဝုံဝံတောင်းမှမထင်မှတ်ထားသောငွေကြီးတွေတော့မှပြန်လဲရရှိရတတ်တယ်လို့ညီကောင်မောင်မတွေရဲ့ပတ်သက်လို့ငွေကြီးကိစ္စတွေအကူအညီရရှိတတ်တယ်။ထို့အပြင်မိတ်ဟောင်းဆွေဟောင်းမိတ်သစ်ဆွေသစ်တွေရဲ့ငွေကြီး အထောက်အကူတွေအကြောင်းပြုပြီးတော့ဝင်လာတတ်တယ်။စက်တူလုပ်ငန်းတွေစေတနာကိစ္စတွေအများဆိုင်ရာကိစ္စတွေဘာသာရေးဆိုင်ရာကိစ္စတွေအကြောင်းကိုမှအဲမျက်နှာပွင့်လန်းရတာမျိုးလူထင်ကြီးခံရတတ်တော့လာလဲဖြစ်ပါတယ်။တို့အပြင်မိတ်ဆွေတို့အနေနဲ့ဖြစ်နိုင်ရင်အာမခံကိစ္စတွေမလွယ်ပါနဲ့။အိုးအိမ်ရှမ်းမီမီယာနဲ့ပတ်သက်လို့ရှိရင်ညံ့ပါတယ်။အမှုကိစ္စအမွေကိစ္စဖြစ်နေရင်ဖြစ်နိုင်လို့ရှိရင်ဒီကလာမှာကိုကိုတိုင်းဥစည်းဥဆောင်မလုပ်ပါနဲ့။ဒီလာတာတော်တော်များများပါတယ်။ထို့အပြင်အမှုဖြစ်နေသူတွေ အစနာလိုပေါ့သူများရဲ့ဓာတ်ခုံရာကြလက်ဝင်သွားမရှုံမိစေနဲ့ဖြစ်နိုင်လို့ရှိရင်အမှုဖြစ်နေတဲ့သူတွေအဲအစနာလိုပေါ့အပူတော့ကများဟိုပြဿနာတစ်ခုခုကိုတစုံတရာကိုကိုကလာကွာငါအိမ်လာငါဖြည့်ရှင်းပေးမယ်ဆိုတာမျိုးလေးတွေဟာမိတ်ဆွေကိုအဲ့ဒီအပူကပူဆက်တဲ့ကြောင်းတတိထားဆင်ကျင်ရလိုအပ်ပါလေခင်ဗျာမိသားစုနဲ့ပတ်သက်လို့အိမ်ရင်းနဲ့ပတ်သက်လို့နားလည်မှုလွဲနေရင်ဒီကာလတော့တဲ့မှာတယောက်နဲ့တယောက်တူးနဲ့တူးနားလည်မှုလွဲနေတာကိုတင့်မြတ်အောင် ကိုခဆွမ်းဆောင်နိုင်သောလဖြစ်ပါတယ်ဆိုတဲ့အကြောင်းဆရာကပြောလိုပါတယ်ဒီလတာအတော်တွင်မှာတတိထားစင်ကျင်ရမယ်နေသားအနေနဲ့ဆိုရင်တော့ဘာကိုလှုပ်လို့တနည်းကနေသားသမီးတွေနဲ့တွဲဖက်လုပ်တာဟာကံရဲ့အားနည်းမှုကိုရရှိစေတယ်လို့တောင်ဆူဆူရက်ကိုခရီးထွက်တာဟာမိတ်ဆွေတို့ရဲ့ကံကိုညှက်စေပါတယ်အကျိုးပေးအားသာစေသောအရာများကိုဆက်လက်ပေါ်ပြပေးပါစီ ဇန်ကနာပြည်တွင်မြေကျင်ရင်0939နဲ့0939 0790290416 WhatsApp Telegram Viber မှာဆက်သွယ်မိများနိုင်ပါတယ်။ဆရာ TikTok အကောင့် Messenger ကနေဧည့်သည်လက်မခံပါဘူးခင်ဗျာ။ဒါလေးတစ်ခုလည်းတတိပေးလိုက်ပါရစေခင်ဗျာ။မိတ်ဆွေတို့အနေနဲ့ဒီရက်လအတွင်းမှာကြာစာပေးသမီးမိတ်ဆွေများအနေနဲ့3ကနန်း2ကနန်းခွန်ကနဟာမိတ်ဆွေတို့ရဲ့ကံကိုအကျိုးပြုကောင်းမွန်ပြီးတော့အားသာစေပါတယ်။အကျိုးပေးသောအယောင်နေနဲ့ဆိုရင်အစိမ်းရောင်အပြာရောင်အပန်းရောင်တွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပါတယ်။ အကျိုးပေးစီတော့နေသားအနေနဲ့ဆိုရင်တော့ဂျာစာပရိသသမီးချင်းတွဲလို့တာမျိုးဖြစ်စီအင်္ဂါသသမီးချင်းတွဲလို့တာမျိုးဖြစ်စီအကျိုးပြုအားတာပြီးတော့တိုးတက်နိုင်ပါတယ်အရေးကြီးသောကိစ္စရက်ဒီကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြာရင်မိမိရဲ့အတွင်းရေးကိစ္စခီးထွက်မှုကိစ္စလုံခြုံမှုကိစ္စအေးချမ်းမှုကိစ္စတွေနဲ့ပတ်သက်ပြီးတော့စီစဉ်မယ်ဆိုရင်တော့တောက်ကြသသမီးတောက်ကြနေတွေမှာဖြစ်စီတောက်ကြသသမီးတွေနဲ့ဖြစ်စီအကူအညီပေါင်းစုပြီးတော့လှုပ်ဆောင်ရင်အကြံဉာဏ်ကောင်းမှုရရှိတတ်ပါတယ်ကိုယ့်ရဲ့လုပ်ငန်းကိုင်ကလုံနဲ့ပတ်သက်လို့အယုံလွှဲခြင်းနဲ့ကိုယ်ကဥမဆောင်နိုင်မယ်နဲ့တပတ်တူတူတယောက်ကိုဥဆောင်ခိုင်းမယ်ဆိုရင်တော့ဖြင့် တနင်္လာသားသမီးရဲ့အကူအညီကိုရရှိအောင်စွမ်းဆောင်နိုင်တော့အပတ်တာကာလဖြစ်ပြီးတော့ငွေကြီးကိစ္စဆိုင်ရာကိစ္စတွေကိုအရှိစူးစူးရက်တို့နော်ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးတော့စန်တီယာရက်ကတော့မြောက်စူးစူးရက်ဖြစ်ပါတယ်ဒီလက်တာတော်တွေမှာအကျိုးပေးစေတော့နော်ဟိုဒီလက်တာတော်တွေမှာဆိုဘာကြမ်းသေးတော့ဒီလက်ဒီတလက်တာတော်တွေမှာမိတ်ဆွေတို့အနေနဲ့ကျဆာပိသသမီးမိတ်ဆွေများအရေးကြီးသောကိစ္စများကိုပြုမှုဆောင်ရွက်တဲ့အခါမှာလိုရာကိစ္စမပြုမီမှာ မိမိရဲ့နော်မိမိရဲ့လူရကိစ္စမပြုမှုမှာမိမိရဲ့အိမ်ရဲ့ဝင်ပေါက်မှာအမွေးနှံ့တာလေးဆွဖြန်းပြီးတော့မေတ္တာပို့ပြီးတော့လူရကိစ္စကိုပြုမှုဆောင်ရွက်ရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိတတ်ပါတယ်ခင်ဗျာအဋိဌံပြုလုပ်လို့လေဇာစာဘိသသမီးမိတ်ဆွေများအဋိဌံပြုလုပ်လူတပဆိုရင်တော့ဖြင့်24ပဌံကို၄ရက်တီတီကိုနော်တနေ့ကိုမနှက်ညတကယ်ခက်ခဲကြုံနေမနှက်တစ်ခေါက်ညတစ်ခေါက်မနှက်တစ်ခေါက်ညတစ်ခေါက်ဆိုပြီးတော့၄ရက်ဇတ်တိုက်တီတီအဋိဌံပြုပါ ြုတ်တဲ့အခါမိမိဆုံးတဲ့ရက်ကိုတော့မိမိရဲ့မွေးနေ့မှာဆုံးမလေးရတိတ်တံဝင်လိုက်ပြဗျာဂျာသာပတိသာသမီနဝင်းကြိုက်သွားတဲ့သဘောလိုလာမှတ်လိုက်နော်အဲ့ဒီလိုအတိတ်တံပြုပါကအောင်မြင်ခြင်းနဲ့အပူတော့ကလှိုင်းထန်နေရင်အဖြတ်တော်ဝင်တတ်တယ်အောင်မြင်အောင်လုပ်ပါဒါဆိုရင်အဆင်ပြေစွမ်းဆောင်ပြီးတော့တိုးတက်နိုင်ပါလေခင်ဗျာမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတော်အယောင်းထွက်စီပြီးတော့အယောင်းဝယ်ကောင်းစီရအောင်လို့ငါမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုဆရာတို့ဖဲချက်ကလေးမှဖဲချက်တွေမှာပါတတ်တယ်အေဆိုတဲ့ထုတ်လေးအဲ့တော့ အဲ့ဆိုတော့ထုတ်ဒီတမမှာစပိန်တက်လေးကိုပြောတာနော်အဲစပိန်တက်လေးကိုပြောတာဆိုတော့အနက်ရောက်တကယ်လို့မှမရှိဘူးဆိုလို့ရှိရင်ဆရာတို့၄တောင်ပေါ့နော်ဖဲချက်ဆိုင်တန်ရှိတော့အဲဒီလိုကတ်လေးမှာဆရာတို့ A ဆိုပြီးတော့ရေးလိုက်တဘောကတော့ A လို့ပြရေးလိုက်နော် A လို့ရေးပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့အနက်ရောက်နဲ့ရေးခိုင်းတာနော်စပိန်တက်ဆိုတာဆရာဥပမာပြောတာနော်အနက်ရောက်ကလေးနဲ့ A လို့ရေးပါ A လို့ရေးပြီးတဲ့အခါမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းရောင်းဝယ်ရေးပစ္စည်းတွေကိုမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းရောင်းဝယ်ရေးပစ္စည်းတွေမှာရိုက်ပုတ်ထိတွေ့ပြီးတဲ့အခါရောင်းကောင်းပါစေဆိုပြီးတော့၁၈နှစ်ခေါက်တိတိရောင်းကောင်းပါစေရောင်းဖတ်ပါစေဆိုပြီးတော့၁၈နှစ်ခေါက်တိတိ ပြောဆိုပြီးတော့နော်ဟိုဒီဇိန်းတယောက်ကိုမဟုတ်ပဲနဲ့မိမိအနေနဲ့နော်ကလေးတယောက်သားသမီးတယောက်ကိုဟိုတခုခိုင်းနေတဲ့အတိုင်းတော့ဝယ်သူကိုလာခေါ်ပါစီလို့ပဲပြောပြောဒီလိုမျိုးနဲ့ရိုက်ဖို့ထိတွေ့ပါ16ချက်တတိရိုက်ဖို့ထိတွေ့ပါအရန်ခက်ခဲရောင်းမဖို့ကြံ့ကြာနေတဲ့မိတ်ဆွေများတော်ဒီရဲ့အပတ်တာတော်တော်ဒီမှာအယောင်းသူအယောင်းထက်လာပါလိမ့်မယ်အဆက်ဆက်ရရအစဉ်ပြေစီပြီးကြာစာပြီးသမီးမိတ်ဆွေများငွေကြီးကံအားကောင်းဇေယံအတွက်ပြုလုပ်ရမယ်ရေတရာအနေနဲ့ဆိုရင်တော့ဆရာတို့ကွန်းရွတ်တရွတ်တဲမှာ ကွန်ရွက်တရွက်ထဲမှာနော်ဒါကပုံမှန်စားနေကြဆိုဆန့်ကြလာဟိုဘက်ကိုလှန်လိုက်ကွန်ရွက်တရွက်ထဲမှာနော်ကွန်ရွက်တရွက်ထဲမှာလက်ညှိုးကလေးနဲ့နော်လက်ညှိုးကလေးနဲ့ထုံးလေးနဲ့စဒါဘဝလို့ပဲရေးလုံးဝမတင်လဲစိတ်ထဲမှာကိုကစထားဘဝပုံရပြီနော်ထုံးကလေးနဲ့စထားဘဝလို့ရေးရေးပြီးတဲ့အခါကွန်တီစိတ်ကလေးကွန်တီစိတ်ကလေးခုနစ်စိတ်ကိုနော်ခုနစ်စိတ်ကိုဟိုစွန့်လာလို့ပေါ့ ဟိုတင်တင်ပြီးရခါလက်ဖက်လေးနဲ့ငယ်ထဲပါဆရာပြန်ပြောပြမယ်နော်အဲကွန်ရပိတက်ရွက်ကိုတာမန်စားတဲ့သူရဲ့ဆန့်ကျင်ဘက်အလျှော့ဘက်ပေါ့နော်အဲ့ဒါကိုယူယူပြီးတော့စားထားပါဝါလက်ညှိုးလေးနဲ့ရေးရေးပြီးတဲ့အခါကျလို့ရှိရင်ကွန်သီးစိတ်လေးခုနှစ်စိတ်ထဲလက်ဖက်ကလေးနဲ့ငယ်အသားကြီးပဲစီမပါဘူးပုံပြီးတော့ခါကျတော့မိတ်ဆွေရဲ့အိမ်ဖရားမှကျွေပကံဖရားတစ်ချက်တည်းမှတင်ပြီးတော့မိတ်ဆွေရဲ့နတ်စွာဖရားမှငွေကြီးကိစ္စအားလုံးလက်လာပါအားလုံးဆူတောင်းပြီးတော့ 3ရက်တိတိတော့မဟုတ်3ရက်ထပ်ပို့ပြီးတလာလုံးလုပ်လဲရတယ်စူတောင်းပြီးတော့ငွေကြေးကံကောင်းစီရင်အထိတ်ခံပြုပါကဂျာစာပရိသတ်မိမိတ်ဆွေတွေဟာဒီရက်3လပိုင်းမှာဘယ်မှာလဲဆိုးတာဆိုတာမရှိရတော့အောင်အဆိုးဆိုတာဘာလဲလို့မရတော့အောင်ကန်စာတာကောင်းလာမှာဖြစ်ပြီးတော့ဆရာရဲ့မိတ်ဆွေဂျာစာပရိသတ်မိမိတ်တွေအားလုံးဒီ2025 3လပိုင်းမှာအောင်မြင်မှုတွေအလီလီပိုင်ဆိုင်လို့အောင်မြင်မှုအပေါင်းတက်ရဖို့စောင့်ယရနာစိန်ကြောက်ဇေတောက်နိုင်ကြသောပုံပုံများဖြစ်ကြပါစေ